မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ22ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရခိုင်ပြည်နယ်တန်တွဲမြို့နယ်ရွှေလီနယ်လင်းတီကျေးရွာတိုက်ပွဲမှာအာနာသိန်းအကြံဖက်စစ်ကောင်စီဘက်က30ကြော်တိုက်ဆုံပြီးတော့စစ်ကောင်စီတပ်သားများဟာဂစင်ကလျားနဲ့ထွက်ပြေးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ပြီးခဲ့တဲ့မေလ18ရက်နေ့မနက်9:00အချိန်မှာတန်တွဲတောင်ကုတ်ကားလမ်းပေါ်တထေးချောင်းအနီး ွေလီနဲ့လင်းတီကျေးရွာတို့မှာစစ်ကောင်စီတပ်နဲ့အေအေတို့ကြားမှာတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးတော့အဲ့ဒီတိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်သားအများအပြားတေဆုံးခဲ့တယ်လို့သိရပါဗျ။ဒါအပြင်စစ်ကောင်စီရဲ့လက်နက်ခဲယမ်းများအနေနဲ့တနက်45လက်လက်နက်ခဲရတဲ့ဆယ်သုံးဆောင်ပစ္စည်းများကိုလည်းတင်းစီရရှိခဲ့တယ်လို့သိရပါဗျ။ စစ်ကောင်စီဘက်က30ကြော်တိဆုံးပါတယ်ဒဏ်ရာအများပြရရှိခဲ့တယ်လက်နက်ကတော့45လက်သိမ်းဆီရမိခဲ့ပါတယ်စစ်ကောင်စီတပ်သားတွေကတော့ဂစင်ကလျားနဲ့ထွက်ပြေးနေကြတယ်ပြည်သူတွေအားလုံးသတိထားဖို့လိုတယ်လို့ပြောဆိုခဲ့ပါတယ်စစ်ကောင်စီဘက်ကရန်တမ်းပစ်ခတ်မှုကြောင့်တန်တွဲမြို့နယ်အတွင်းမှာအရက်သားပြည်သူ25ဦးထက်မနည်းတိဆုံးခဲ့ပြီးတော့25ဦးထက်မနည်းဒဏ်ရာရရှိထားတယ်လို့ဒေသခံ2000ခန့်ဟာလည်းထွက်ပြေးတိမ်းရှောင်နေရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်စခန်းသိမ်းတိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်ရွှေညောင်ပင်ကျေးရွာမှာရှိတဲ့စစ်ကောင်စီရဲ့ခမရ3-1တပ်စခန်းကို KI ဦးဆောင်တဲ့တော်လိုင်းတပ်ဖွဲ့များကသိမ်းပိုက်ရရှိသွားပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။ မေလ၁၈ရက်နေ့ကနေစတင်ပြီးတော့ဝိုင်းမော်မြို့နယ်မှာရှိတဲ့စစ်ကောင်စီတပ်စခန်းများကို KIA ဥဆောင်တဲ့တော်လိုင်းတပ်များကစတင်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အဲဒီနောက်မှာတော့စစ်ကောင်စီတပ်စခန်းများကိုတောက်လျှောက်ဆိုးသလိုသိမ်းပိုက်ခဲ့ရမှာမေလ၂၁ရက်နေ့ည၈နာရီခွဲအချိန်မှာရွှေညောင်ပင်ကျေးရွာကခမရ31အခြေစိုက်စခန်းကိုသိမ်းဆည်းရရှိခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။စခန်းကအတော်ကိုအခိုင်အမာစောက်ထားတဲ့စခန်းကြီးပါ။ရွှေညောင်ပင်နားမှာတိုက်ပွဲဖြစ်နေတာကဇန်နဝါရီလောက်ကတည်းကနေပြီးတော့ဂျိုကြားဂျိုကြားဖြစ်တယ်။ တကယ်တမ်းစစ်စင်ရေးနဲ့တိုက်တာကတော့အခုရပိုင်းအတွင်းမှာတိုက်တာစခန်းကိုစစ်ကောင်စီကလေချောင်းနဲ့ဘုံကျဲခုခံတာတွေကိုလုတ်တဲ့ကြားကတိမ့်စီရရှိခဲ့တာပါကိုရီဘက်ကလည်းထိခိုက်ကြဆုံးမှုတွေရှိပါတယ်နေမြေရှင်းလေးတွေလုံဆောင်နေတော့မို့လို့ဘာမှပြောလို့မရသေးဘူးလို့ရှေတန်း KPDF သတင်းအရင်းမြစ်ကပြောဆိုထားပါတယ်။လက်ရှိမှာဝိုင်းမော်မြို့အနီးမှာလဲစစ်ရေးတင်းမာလျက်ရှိပြီးတော့ပြည်သူများဟာစတင်ရွှေ့ပြောင်းနေကြပြီဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရခိုင်ပြည်နယ်တန်တွဲမှာစစ်ကောင်စီတပ်နဲ့အာရခတပ်တော် AA တို့လက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွင်းမှာစစ်ကောင်စီဘက်ကတရားနီးပါးကန်တိုက်ဆုံပြီးတော့ငပလီအခြေစိုက်ခလာရ55ရဲ့တပ်ရဲမှုဖြစ်တဲ့ဒုတိယဗိုလ်မှူးကြီးခွန်မျိုးလွင်ဦးဟာထွက်ပြေးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ပြီးခဲ့တဲ့မေလ14ရက်နေ့ကဖြစ်ပွားခဲ့တဲ့တန်တွဲရွှေလီတိုက်နယ်အနီးကတိုက်ပွဲမှာခလာရ55တပ်ရင်းကတပ်ရဲမှုဒုတိယဗိုလ်မှူးကြီးခွန်မျိုးလွင်ဦးရဲ့တပ်ဖွဲ့များဟာ လင်းတီကျေးရွာအတွင်းကိုဝင်ရောက်ထွက်ပြေးသွားကြပြီးတော့ဗုံမှုဖြစ်တဲ့သူဟာမေလ14ရက်နေ့မတိုင်ခင်ကတည်းကတင်နန်းကိုအကြောင်းပြပြီးတော့နေပြည်တော်ကိုထွက်ပြေးသွားခြင်းဖြစ်တယ်လို့သိရပါဗျ။တရဲမှုကနေပြည်တော်ကိုပြေးတယ်လို့သိထားတယ်။တချို့ကြတော့လည်းလင်းတီကနေပြီးတော့တစ်ဖက်တောင်ကျောပေါ်ကိုတူတက်ဖွဲ့တွေနဲ့ထွက်ပြေးပုန်းရှောင်နေတယ်လို့ပြောတယ်။ပြေးတာကတော့အမှန်ပဲစစ်သားတွေလည်းယာချီပြီးတော့တေဆုံးနေတယ်လို့တန်ရွဲဒေသခံတို့ကပြောပြထားပါဗျ။လင်းတီရွာအတွင်းပြေးမိနေတယ်စစ်ကောင်စီတပ်ဖွဲ့ဟာမူယူတောက်စားပြီးတော့ဂဇင်ကလေးရနဲ့လက်ပတ်ပြေးနေကြပြီးတချို့ဟာတောင်တန်းများဘက်ကို ဝင်ပြေးပြီးတော့လွတ်မြောက်သွားကြပြီးတော့အများစုဟာ AA ရဲ့ပိတ်ဆို့တိုက်ခိုက်မှုကြောင့်တေဆုံးကုန်တယ်လို့သိရပါဗါးစေကောင်စီနဲ့ AA တို့ထိတွေ့တိုက်ပွဲဖြစ်ပွားတယ်လင်းတီကျေးရွာတိုက်ပွဲတထေးရေအားလျက်ဆက်စီမံကိန်းတိုက်ပွဲဆယ်မိုင်လမ်းခွဲတိုက်ပွဲကြောင်းကုန်းကျေးရွာတိုက်ပွဲရေစင်ရွာတိုက်ပွဲတို့မှာစစ်ကောင်စီဘက်ကတရားနီးပါးကန်တေဆုံးခဲ့တယ်လို့သိရပါဗါးပြီးခဲ့တဲ့ AP လ22ရက်နေ့ကတထေးရေအားလျက်ဆက်စီမံကိန်းအနီးလက်နက်ကြီးများပါတပ်ဆင်ပြီးတော့တပ်ဆွဲထားတဲ့စစ်ကောင်စီတပ်ကို AA ကစတင်ထိုးစစ်ဆင်တိုက်ခိုက်ရာ တန်လွဲမြို့နယ်အတွင်းမှာရှိတဲ့ပရက်ရေကောက်ဒေါ်မြရွှေလီလင်းတီရေစင်ရွာအနီးတဝိုက်မှာတိုက်ပွဲများပြင်းထန်ခဲ့တယ်လို့သိရပါဗါးစစ်ကောင်စီတပ်ဟာဘာဒန်တောင်စခန်းကနေပြီးတော့လက်နက်ကြီးများနဲ့ပစ်ခတ်ခဲ့တယ်လို့မောင်ရွှေလီခမောင်းတုံးဂော့ကန်းကြီးပလဲကျုံကစစ်ကောင်စီရဲ့ရေတံများကလည်းလက်နက်ကြီးများနဲ့ပစ်ခတ်နေတဲ့အတွက်စူးဖုတ်ကုန်းကြောင်းကုန်းဖျားမော် ရွှေလီဇီကျုံအောက်နတ်မော်လင်းတီပရက်ရေကောက်ရွာများကိုလက်နက်ကြီးများကြောက်ရောက်ပောက်ကွဲခဲ့ပြီးတော့လူတွေထိခိုက်ဒေဆုံးမှုတွေရှိခဲ့တယ်လို့သိရပါဗါး ။တန်ထွဲမျိုးနယ်အတွင်းမှာစစ်ကောင်စီရဲ့စစ်စခန်းများဖြစ်တဲ့ဘော်ဒီဂုံ၊အန်ဒေါ်၊စန်ဒေါ်၊နန်ဒေါ်၊တခိုးစန်းတောင်၊တထေးကြီးအားလျက်စစ်စီမံကိန်းအနီးကတပ်ဘားရောင်းတောင်အဝင်အထွက်ဂိတ်စခန်း၊ငါပလီအခြေစိုက်ခလိုက်ရ55တရင်ခမရ966 ARD အခြေစိုက်အမှတ်36တရင်းနဲ့ရဲစခန်းတို့ရှိတယ်လို့သိရပါတယ်။တိုက်ပွဲများမှာတန်ရွဲမျိုးပေါ်နဲ့နီးကပ်လာတဲ့အတွက်အရခတ်တက်တော် AA ကတိုက်ပွဲနဲ့နီးကပ်တဲ့ရွာတွေကဒေသခံများကိုပြောင်းရွှေ့ကြရန်ပြောကြားထားတယ်လို့သိရပါတယ်။ တန်ရွဲမြို့ပေါ်မှာရှိတဲ့စစ်ကောင်စီရဲ့လက်အောက်ခံဌာနဆိုင်ရာများကဝန်ထမ်းများဟာလည်းပြီးခဲ့တဲ့အပတ်ကပဲတန်ရွဲမြို့ကနေထွက်ခွာသွားကြပြီဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးရမယ်တိုက်ပွဲသတင်းကတော့ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသကိုအရခတ်တက်တော် AA ကတိမ့်ပိုက်နေတဲ့အချိန်မှာတောင်ပိုင်းဒေသကမန်အောင်ကျွန်းကိုနောက်ဆုံးခံတဲ့အဖြစ်နဲ့စစ်ကောင်စီကပြင်ဆင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ပေ9200ကျော်တမိုင်ကျော်ရှီလျားတဲ့မန်အောင်လေရင်ပြေးလမ်းကို ေ8000ခန်းအထိတိုးချဲ့ကလေရင်ပြေးလန်းဘဲဘက်နဲ့ညာဘက်ပေ300ပတ်လေကို10ပေခန့်မြင်းနဲ့အုတ်တိုင်းကြီးများကိုကာယံပြီးတော့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့အကြီးဆုံးခံတဲ့အဖြစ်နဲ့စစ်ကောင်စီကပြင်ဆင်နေကြောင်းကိုမြန်မြန်ဒေသခံတို့ကပြောပြလာပါတယ်။အခုတကြောပြန်တိုက်ပွဲမဆခင်လေရင်ကွင်းတိုးချဲ့ဖို့အစီအစဉ်တော့ရှိခဲ့တယ်။ဒါပေမဲ့တပ်စခန်းတစ်ခုပြီးတစ်ခုတမျိုးပြီးတမျိုးအသိမ်းခံနေရတဲ့အချိန်မှာတော့စစ်ရေးအတွက်အသုံးပြုဖို့ခံတဲ့ကြီးကြီးမားမားလှုပ်လာတာဖြစ်တယ်။ မန်အောင်ကျွန်းကိုစစ်ကောင်စီကနောက်ဆုံးခံတပ်ကြီးဖြစ်နေတိစောက်လာတာဖြစ်တယ်လို့ပြောဆိုခဲ့ပါတယ်။မန်အောင်ကျွန်းဟာအရှိန20တမိုင်ကျယ်ဝန်းပြီးတော့လေချောင်းနဲ့ရေချောင်းနဲ့သာသွာလာ၍ရာချောင်းနဲ့ကုန်းလန်းနဲ့သွာလာလို့မရတဲ့ကျွန်းဖြစ်တယ်လို့သိရပါတယ်။မန်အောင်လေရင်ကွင်းကိုစီရေးအတွက်ပြင်ဆင်နေတယ်လို့မန်အောင်မျိုးတွေကဘောလုံးကွင်းကိုလည်းစီရေးအတွက်အသုံးပြုနိုင်ဖို့အတွက်လေရင်ကွင်းလိုမျိုးရှစ်ပေကမြင်းနဲ့အုတ်တိုင်းများကာယံနေတယ်လို့သိရပါတယ်။နောက်ထပ်မျက်မြင်ဒေသခံအုပ်ကလေရင်ကွင်းရောဘောလုံးကွင်းရောကို ပြီးခဲ့တဲ့3လလောက်ကလေးကစတင်ဆောက်လုပ်ခဲ့ပြီးတော့အခုအချိန်မှာ40ရာခိုင်နှုန်းလောက်ပြီးစီးနေပြီဖြစ်ပါတယ်။လေရင်ပြေးလမ်းကိုတတ်မှတ်ထားတာတဲ့တိုးချေတာဟာစစ်ဘက်သုံးလေရင်တွေနဲ့ထောက်ဖို့လေရင်တွေအသုံးပြုနိုင်ဖို့လို့ယူဆရပါတယ်။လေတဲ့စခန်းလိုမျိုးပုံစံမျိုးလှုပ်လာနိုင်တယ်။ဘောလုံးဝဲမှာကအုတ်တတိုင်းတွေကာနေတာကလည်းစစ်တင်တန်းပေးမဲ့သဘောရှိတယ်။တခြားမျိုးတွေအားလုံးအသိခံရရင်လဲမန်အောင်ကျုံးကနေပြီးတော့ပြန်တိုက်လို့ရအောင်လို့ပြင်ဆင်နေတာလည်းဖြစ်နိုင်တယ်လို့ပြောဆိုခဲ့ပါတယ်။လေရင်ခွေအုတ်တတိုင်းနဲ့ဘောလုံးခွေအုတ်တတိုင်းအကရံနေပုံမှာ ဘားဝါယာဂျိုးပုံစံမျိုးတွေနဲ့ပြုလုပ်ထားခြင်းဖြစ်တယ်လို့သိရပါဗါး။မန်အောင်ကျွန်းနဲ့အနီးဆုံးကျွန်းဖြစ်တဲ့ရံပြဲကျွန်းကရံပြဲမြို့ကိုအရခတတော်အေကတိမ့်ပိုက်ထားပြီးဖြစ်တယ်လို့သိရပါဗါး။သို့တော်လည်းရံပြဲကျွန်းကရေရက်ဌာနချုပ်ရှိတဲ့ကြောက်ဖြူမြုပ်ကြံရှိနေပြီးတော့ကြောက်ဖြူနဲ့မန်အောင်ကျွန်းဟာရေချောင်းနဲ့88မိုင်သာကွာဝေးတယ်လို့သိရပါဗါး။ကြောက်ဖြူမြို့ကိုအရခတတော်အေအေကအချိန်ဟုန်မြင့်ပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်လာပါက မန်အောင်ကျုံးကနေပြီးတော့စစ်ကူပေးနိုင်မှုအတော့မန်အောင်ကျုံးကိုနောက်ဆုံးခံတဲ့အဖြစ်နဲ့စစ်ကောင်စီကတိစောက်နေခြင်းဖြစ်တယ်လို့ရခိုင်စစ်ရေးတုံးသက်သူတို့ကလည်းပြောဆိုခဲ့ပါတယ်မန်အောင်ကျုံးမှာအရင်ကရဲတပ်ဖွဲ့လောက်ပဲရှိတာအခုတကြောပြန်တိုက်ပွဲမှာစစ်ကောင်စီတပ်သားယာနဲ့ချီပြီးပါတဲ့တရင်တပ်ဖွဲ့တွေကိုထားလာတာကိုတွေ့ရတယ်လက်ရှိမှာတရင်သုံးခုထက်မနည်းရှိနေတယ်ဒေသခံတွေကိုလည်းစစ်မှုထမ်းဖို့အတင်းအဓမ္မခေါ်ယူနေတယ်အေအေကကြောက်ဖြူမျိုးကိုအရှိန်ပြင်းပြင်းနဲ့တိုက်ခိုက်လာရင်တော့မန်အောင်ကျုံးကနေပြီးတော့စစ်ကူပေးနိုင်တယ် အယံဝေးတဲ့အနေထားမဟုတ်တော့ကြီးရည်လေးသုံးခုစလုံးလွယ်လွယ်ကူကူနဲ့ပေးနိုင်တယ်။ကြောက်ဖြူမျိုးတိုက်ခိုက်ခံရရင်လည်းစစ်သင်းမောတွေနဲ့ရင်ကုန်သင်းမောတွေကိုမန်အောင်ကျွန်းကိုရွှေ့ပြောင်းထားနိုင်တယ်။ပြောရမယ်ဆိုရင်မန်အောင်ကျွန်းကစစ်ကောင်စီအတွက်နောက်ဆုံးခံတပ်ဖြစ်လာနိုင်တယ်လို့ပြောဆိုခဲ့ပါတယ်။မန်အောင်ကျုံးကိုအရက်ခတ်တက်တော် AA ကချက်ချင်းဝေရောက်လာနိုင်တဲ့အနေထားမဟုတ်တဲ့အတွက်မန်အောင်ဒေသခံများကစစ်ကောင်စီရဲ့ဖိနှိပ်မှုနဲ့လူငယ်အများပြားစစ်မှုထမ်းရန်အာဓမခေါ်ယူခံနိုင်ရကြောင်းကိုအဲ့ဒီစီအေးသုံးသက်သူကပြောဆိုလာပါတယ်။ အရခတ်တက်တော်အေအေကရခိုင်ပြည်နယ်မြောက်ပိုင်းဒေသကမောင်တော်စစ်တွေအမ်းမျိုးတွေကလွဲပြီးတော့ကျန်တဲ့မျိုးတွေအားလုံးကိုတိမ့်ပိုက်ထားပြီးတော့တောင်ပိုင်းဒေသကိုစစ်မျက်နှာဖွင့်ကတန်တွဲမျိုးမှာနှစ်ဖက်တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ပွားနေတယ်လို့သိရပါတယ်။တန်တွဲမျိုးကနေစပြီးတော့ရခိုင်တောင်ပိုင်းဒေသကမျိုးများအားလုံးကိုတိမ့်ပိုက်နိုင်မှုအတွက်အရခတ်တက်တော်အေအေကပြင်ဆင်နေကြောင်းသတင်းရရှိပါရခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်မန်စီမြို့နယ်မှာကျန်းနေတဲ့စစ်ကောင်းစီရဲ့တပ်ရဲနှစ်ခုကိုကချင်လွတ်လပ်ရေးတပ်မတော် KIA ကမေလ22ရက်နေ့မှာဆက်လက်ပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မေလ9ရက်နေ့မှာမန်စီမြို့မှာရှိတဲ့စစ်ကောင်စီရဲ့ရဲစခန်းကိုတိမ့်ပိုက်ပြီးတော့မြို့ပေါ်မှာရှိတဲ့စစ်ကောင်စီတပ်များကိုတိုက်ခိုက်ရှင်းလင်းပြီးတဲ့နောက်မှာမန်စီမှာကျန်နေတဲ့တပ်ရဲနှစ်ခုကို KIA ကတိမ့်ပိုက်နိုင်မှုအတွက်ကြိုးပမ်းနေခြင်းဖြစ်တယ်လို့သိရပါတယ်။မန်ဂျီမန်စီခမရ319နဲ့601အဲ့ဒီတပ်နှစ်ခုကိုနေ့လယ်တနားခွဲလောက်မှာအပြင်းထန်ပြန်ပြီးတော့တိုက်ခိုက်နေတယ်လို့ကချင်စီရေးသတင်းအရင်းမြစ်တအုပ်ကအသိပေးထားပါတယ်။မန်စီနဲ့မိုးမောက်မြို့များကို KIA က မေလဒုတိယပတ်မှာတင်ပိုက်ပြီးတဲ့နောက်မှာတော့ဒေတာတစ်ခုလုံးကိုထိန်းချုပ်နိုင်ရေးအတွက်စစ်ကောင်စီရဲ့တိုင်ရင်များကိုဆက်လက်ပြီးတော့ထိုးစစ်ဆင်လျက်ရှိရာစစ်ကောင်စီဘက်ကလည်းလေကြောင်းပစ်ကူပေးပြီးတော့တိုက်ခိုက်မှုများကိုလှုံ့ဆော်နေတယ်လို့သိရပါဗျ။အခုလိုမျိုးလေကြောင်းပစ်ကူပေးရမှာအရသားနေထိုင်ရာနေရာများကိုပြင်ပထားပြီးတော့တိုက်ခိုက်မှုများကြောင့်မန်စီနဲ့မိုးမောင်းမြို့နယ်မှာရှိတဲ့နေအိမ်ယာနဲ့ချီပြီးတော့ထိခိုက်ပျက်စီးခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သကိုင်းတိုင်းချောင်းဦးမြို့နယ်မုံရွာမန္တလေးလမ်းမပေါ်ချောင်းဦးမြို့နယ်ငားရှံကျေးရွာကြားမှာအကြမ်းဖက်စစ်ကောင်စီကားတစ်စီးနဲ့ရင်တန်းကိုနှစ်ကြိမ်မိုင်းဆွဲတိုက်ခတ်ရာစစ်ကောင်စီတပ်သား၃ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ22ရက်နေ့မနက်7:30မိနစ်အချိန်ကချောင်းဦးမြို့နယ်နတ်ရီကန်စစ်စေးရိတ်ဂိတ်ကနေချောင်းဦးမြို့ဘက်ကိုထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ဂျမ်းမာကားတစ်စီးကိုချောင်းဦးမြို့နယ်ငားရှံကျေးရွာကြားအရောက်မှာ ဒေသမိုင်း၃လုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗါးအလားတူပဲမနက်9:50အမနဲ့အချိန်မှာစကိုင်းမြို့ကထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများလိုက်ပါလာတဲ့တွဲကား18စီးပါတဲ့ရင်တန်းထဲက9စီးမြောက်ကားကို6မြို့နဲ့9ရှံကြေးပါကြားအရောက်မှာပရိသာမိုင်း9လုံးနဲ့ထပ်မံဖောက်ခွဲတိုက်ခိုက်ရာမိုင်းပွိုင်အနီးကင်းပတ်နေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သား၃ဦးတေဆုံးပြီးတော့ထိခိုက်ဒဏ်ရာရရှိသူတွေလည်းများပြားခဲ့တယ်လို့သိရပါဗါး၎င်းတိုက်ခိုက်မှုကိုမုံရွာခရိုင်အမှတ် 7A တရင် People Defense Force South မုံရွာတိုက်ခွဲတဲ့ ရွေဦးလူငယ် People Defense Force တော်သားကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မြင်းမူ Local Defense Force Pentagram နဲ့မြန်မာ Islam အထူးကွန်မန်ဒိုတပ်ဖွဲ့တို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။မုံရွာခရိုင် MS7 တိုင်ရင် People Defense Force South မုံရွာအနေနဲ့ KNG ကအစပြန်လှည့်ပြီးတော့ဖြည့်တင်းမှုအတွက်ရန်မုံငွေအခက်ခဲများစွာနဲ့ရင်ဆိုင်နေရပြီးတော့မိဘပြည်သူများအနေနဲ့တပ်စွမ်းတမ်းများဝိုင်းဝန်းကူညီပံ့ပိုးပေးကြပါရန်အထူးမြတ်တာရက်ခံထားကြောင်းတရင်ရရှိပါရယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ